အဲ့တော့ဒီနေ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကပရိစိတ်တဲ့ပရိစိတ်ရမယ်ကာထာလေးပေါ့နော်အဲ့ပရိစိတ်ရမယ်ဟာလေးကဘာလဲဆိုလို့ရှင်လက်လာပါရှင်လားလက်လာပါရှင်လားကာထာလေးလွယ်လွယ်လေးရဲ့ကာထာလေးရအဲ့ဒီကာထာလေးကဘာလဲဆိုလို့ရှင်အေဟိလာပံအေဟိဆိုတာလာလက်လာပံဆိုတာလက်လာပါအဲ့တော့လူတိုင်းလူတိုင်းလက်လာပါလို့ခြင်းတယ်နော် လက်လာပါလိုချင်တယ်လက်လက်ရွှင်ချင်တယ်လက်ပိတ်ထားဖို့လူတိုင်းအလိုမရှိဘူးမလိုချင်ဘူးအဲ့ဒီအတွက်ကြောင့်ပလီပလီဘလိုစိတ်ရအောင်เนาะပလီတရားရှိလုံးပလီနဲ့เนาะဘလိုဘလိုစိတ်မလဲအေဟိလာဘငါဤကံအမြန်ကောင်းလေသည်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 အေဟိလာဘငါဤကံ အမြန်ကောင်းနေပြီဆိုပြီးတော့ပရိတလုံးချေဟိလာဘံငါဤကံအမြန်ကောင်းနေပြီအေဟိလာဘံငါဤကံအမြန်ကောင်းနေပြီဆိုပြီးတော့တရားရှင်လုံးပရိနဲ့ကိုယ့်ရဲ့သက်စိတ်ကိုယ့်ရဲ့အသက်က45နှစ်ဆိုကြပါစို့အဲ့တော့ပရိ45ဘတ်ပြည့်အောင်ဆက်ရမှာပေါ့အဲ့တော့ပရိ45ဘတ်ဆိုတာကနည်းနည်းနော်နော်မဟုတ်ဘူးအဲ့ဒီအတွက်ကြောင့် ရအောင်စိတ်เนาะတဏီကုံဘက်ပေါ့ဗျာဒီနေ့တတိတာမှာ45ဘက်စိတ်မယ်ဆိုလို့ရှိရင်မနေ့ပိုင်း55ဘက်စိတ်မယ်နေ့တစ်ပိုင်း55ဘက်စိတ်ညနေပိုင်း55ဘက်စိတ်မယ်ဆိုလို့ရှိရင်45ဘက်ပြည့်သွားပြီပေါ့အဲ့ဒါဆိုတရက်ထဲနဲ့45ဘက်ပြည့်ပြီအဓိကတော့45ဘက်ပြည့်ဖို့ပဲကိုကအားတဲ့အချိန်မှာစိတ်ပရိစိတ်ရင်းနဲ့တော့အချိန်မကုန်စေနဲ့เนาะအလုံးရှိတာမလုပ်ဘဲနဲ့ပရိထိုင်စိတ်နေမယ်ဆိုရင်လည်း ါအဆင်မပြေသေးဘူးเนาะအလုပ်ရှိတာလုပ်အားတဲ့အချိန်အလုပ်ပါတဲ့အချိန်အားတဲ့အချိန်အလကားအလဘတလဘလုံးမဲ့အတူတူအဲ့ဒီပတိလေးထိုင်စိတ်ညွတ်နေเนาะကိုယ်စိတ်ကအေဟိလာဘငါဤကံအမြန်ကောင်းနေပြီအေဟိလာဘငါဤကံအမြန်ကောင်းနေပြီအေဟိလာဘငါဤကံအမြန်ကောင်းနေပြီဆိုပြီးတော့ပတိစိတ်ပတိစိတ်ကိုမိတ်ဆွေတွေကိုလည်းအိုက်တိုင်းပြော ဟဲ့ပရိစိတ်ကြီးနင်လက်လာပါရှင်မယ်စိတ်ကိုစိတ်ပါပါလို့နော်အဲ့ဒီတိုင်းလို့ကျန်တာတွေကကိုပေါအောင်ဉာဏ်ရှိဆိုတော့မေတ္တာပို့တာတို့စိတ်ထားဘယ်လိုထားမယ်တို့ကောင်းတဲ့စိတ်ထားလေးထားဖို့ဘယ်လိုထားမလဲအဲအဲ့ဒါလိုလို့လက်လာပါတော့လိုချင်တယ်ကံတော့ကောင်းချင်တယ်ကိုစိတ်ကယုံပါနေပဲကောက်ချင်နေမယ်ဆိုရင်တော့ဘယ်လက်မှဝင်မှာမဟုတ်ပါဘူးအဲ့တော့လက်ပိတ်စေတော့လက်တိတ်စေတော့အကြောင်းအရာတွေကိုလည်းကိုကရှောင်ရမယ်เนาะ အဲ့တော့လက်ပွင့်အောင်ဘယ်လိုလုပ်မလဲနေနီးထိုင်နီးတွေလိုတာပေါ့တန်တန်ပြန်ပြန်နေရမယ်စိတ်ကောင်းနှလုံးကောင်းထားရမယ်အဲ့တော့စေတနာမှန်မှန်ဂရိတိတိလောက်ရမယ်ဒါပါပဲဗျာ